်ထင်တို့အားလုံးသည်အလက်ကြီးဆိုသောစကားလုံးကိုကြားပူကြပါသည်တင်ကိုယ်တိုင်အတွေ့အကြုံရှိခဲ့မှုသည်ခစ်စေတင်ဤအနီးဆက်ဆုံးသူများတို့မဟုတ်ဆွေမျိုးများအလက်ကြီးဆိုသောစကားလုံးကိုကြားပူကြရမည်အလက်ကြီးဆိုသည်မှာလူများစုမတုံ့ပြန်သောပုံမှန်ပစ္စည်းတစ်ခုကိုတင့်ခန္ဓာကိုကတုံ့ပြန်ခြင်းသာဖြစ်သည်သို့သောအကြောင်းတစ်ခုခုကြောင့်တင့်ခန္ဓာကိုယ်ကအလွန်ကျွံသို့မဟုတ်မမှန်ကန်စွာထုတ်ပစ္စည်းကိုတုံ့ပြန်သည် အာလက်ဂျီသည်ရေဘူးရအဖြစ်နယူးယောက်ဗီဇာဆိုင်ရာဖြစ်ပြီးမိသားစုများတွင်ဆက်လက်ဖြစ်ပွားသည်တင်သည်အာလက်ဂျီဗီဇာများကိုတည်ဆောင်ပြီးကလေးဘွားတွင်ဖြစ်စေအရွယ်ရောက်ပြီးနောက်တွင်ဖြစ်စေအချိန်ခါမျိုးမျိုးတွင်ပေါ်ပေါက်လာသည်အာလက်ဂျီ၏အများဆုံးတွေ့ရသောလက္ခဏာများမှာကျွန်ုပ်တို့ရှူသွင်းလမ်းကြောင်းဆိုင်ရာလက္ခဏာများဟုခေါ်ဆိုသည်ဖုံးမှုများပန်းမှုများနှင့်ထိတွေ့သောအခါတင်သည်အလွန်အကျွံနှာခြေချင်းကိုစတင်သည် တင်းဤမျက်ရည်ယိုခြင်း၊နှာရည်ယိုခြင်း၊အချိန်အခါအမျိုးမျိုးတွေလဲချောင်းပိတ်ခြင်း၊အတန်ပြောင်းခြင်းတို့ကိုဖွံ့ဖြိုးလာပြီးတစ်နှစ်ပတ်လုံးဖြစ်နိုင်သလိုယာဒီအလိုက်လည်းဖြစ်နိုင်သည်။ယာဒီအလိုက်အထူးသဖြင့်ပန်းနာယောဂါဟုခေါ်ဆိုသည်။ထို့ကြောင့်အာလတ်ဂျီသည်အများဆုံးရှုတွင်းလန်းချောင်းဆိုင်ရာလက္ခဏာများဖြစ်နိုင်သည့်တင်းသည်အန်ဂျင်ကဲ့သို့သောအစာအိမ်နှင့်ဦးလန်းချောင်းဆိုင်ရာလက္ခဏာများကိုရရှိနိုင်သည်။အခြားသောအများဆုံးတွေ့ရသောလက္ခဏာမှာအရည်ပြားပေါ်တွင်ပေါပေါချင်းဖြစ်သည်။ကျွန်ုပ်ပြောခဲ့သည့်အတိုင်းတင်းသည်အရည်ပြားတွင်အနာအစာများကိုတစ်ခုလုံးတွင်ရရမှုများဖြစ်နိုင်သည့်အာလတ်ဂျီသည်ချုပ်တင်သတ်မှတ်ထားသည်။တင်းသည်ဗီဇများကိုတည်ဆောင်ပြီး အထူးသတ်မှတ်ထားသောအခြေအနေများတွင်ပေါ်ပေါက်သည်